မြပေါ်နမမွေးဖွားခြင်းဤစာကိုဆရာစာကနာရဲ့တင်ပနာနောက်ရှိကောင်းချစီစာကနေကံလို့ဖတ်ပြတာပဲဖြစ်ပါရဲ့ရှင်ဤစာကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာအားလေးစားစွာခွင့်ကြောင်းလိုက်ပါရဲ့ရှင်အမှန်ကတော့မုန်တဲ့သူစာဖွင့်ကြီးကို form ရော content ရောပြောင်းချင်နေတာကျွန်တော်အာဒီတာပါတက်လို့ចောင်းသားတွေဆိုပြီးဘန်းပြကပြကနဲ့လှုပ်ရှားနေကြတာများနေပြီဇက်ကုံကမှာတက်ခွဲခံရှိပါဘူး တို့ပေမဲ့ခေပညာလေးတော့တတ်ထားရင်ဘူကောင်းတာပေါ်ဆိုတာတွေကလည်းကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာရှမ်းနေပြီကျွန်တော်ပြောင်းကျင်တဲ့ပုံစံအစ်စ်ဆိုတာကဒီလိုပါထမဲသိန်းနေဝိစရုံးကြီးထုံးပြီးထွက်ထွက်ကနေကြတာကြပြီအခုပရိသတ်ကလည်းနည်းနည်းခါနေပြီဒီတော့ကိုရီးယားကရက်တောင်ရင်းတွေလိုဗီယက်နမ်ကလည်းသမားရင်းတွေလိုအငိတ်ကိုတင်ဆက်ခြင်းနဲ့ဆိုတော့ကောင်းဆိုင်သမားတချင်းမင်းသမီးနဲ့အဖွဲ့နဲ့ကကောင်းဆိုင်သမားဝိဇုံနဲ့လဲခွေးနဲ့မှကောင်းဆိုင်ရင်တချင်းဆိုမယ်ဟော့ အကပိုင်းကလေးပြောင်းလိုက်ရောမင်းသမီးကဝင့်နေကြမင်းသမီးဝိဆုံနဲ့ကလာရုံမယ်တင်ဆက်ပုံပြောင်းနေအเจ้าယာတွေကိုလိုက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့တချင်းနဲ့တင်ဆက်မှုလေးတွေဖြစ်လာမယ်ဆိုကြပါစို့ညဘက်ကောင်မလေးတွေလှုပ်လှုပ်တဲ့အနာမှာကလာသားတွေကလူလူနဲ့မဲ့စကားထားခွင့်မယ်ဒါကြည့်လက်ပဲဒါတချင်းမဲ့ပြဆက်ပဲအငိတ်မင်းသမီးရဲ့အကအစွမ်းကြီးပြတော့မယ်ဆိုရင်စင်ပေါ်တက်ပြီးတော့ပေါ့ဒီနေရာမှာလဲမင်းသမီးရဲ့အကကိုသူတယောက်တည်းကောက်နေတာထက်သူမရဲ့အက ဟိုပုံမတောက်ကြွားစေတဲ့အဖြစ်မှုဖြစ်နေဟာမိုနီရင်းခွဲလို့ထင်မယ်မင်းသမီးနဲ့ရင်းခွဲကဆန့်ကျင်ဘက်တွေကရမယ်ဒါမဲ့ကြည့်ရတာလိုက်ဖက်နေရအဲ့ဒါလိုမင်းသမီးအပိုင်းကိုပုံစံတင်တဲ့ပြောင်းလဲမှာကိုတစ်ဖက်သားလုံးသဘောကျပြီမယ်အချိန်မပေးနိုင်ကြဘူးနိုဝင်ဘာလကနေမတ်လအထိငွေရှာအကောင်းဆုံးချိန်နေမဟုတ်လားမတ်လကျော်မှဂျန်နာရီကိုစဉ်းစားကြည့်ကြရင်ကျွန်တော်ကလည်းပတ်စံတွေနောက်ရှောက်လိုက်နေတဲ့သူတွေကိုမုန်းနေအလုပ်ကိုကောင်းအောင်သာလုပ် ။ငွေကသူ့လိုလိုနောက်ကလိုက်လာလိမ့်မယ်လို့ကျွန်တော်ကယုံကြည်ထားတာကိုဒီနေရာမှာနှစ်ချမ်းကကွဲနေပြီ။လူရှင်တော်ရင်ပိုင်းမှာလည်း Benny Hill Show လို့ဂျပန်ရုပ်မြင်သံကြားမှာတပတ်တခါလွှင့်ပေးနေတဲ့ရှီမူရာကန်ရှိုးလိုမျိုးဆက်တင်နဲ့အကြနာပြခြင်းနဲ့လူရှင်တော်တွေကဒီတိုင်းမတ်တကြီးရပြီးပြက်လုံးတွေရှောက်ပြောနေတာကြားခဲ့ပြီးအခုကျွန်တော်တို့ချင်းတဲ့ပြက်လုံးပုံစံကိုလည်းတစ်ခွက်သားလုံးကသဘောကျနေတယ်ဒါမဲ့မိုးရွာတော့ဒါအကြီးခံခြင်းနေကြတယ်ခံမှာ အချိန်လေးစီတော့လောက်ရတာပဲဒါပေမဲ့တမိုင်းမှာကိုရီဒါတွေလောက်ခဲ့ဥပါတယ်လို့ပြခဲ့ဖို့ခြံခဲ့ဖို့လို့တယ်ပညာတော်တာကောင်းတယ်မှတ်ဉာဏ်ကောင်းတာလည်းကောင်းတယ်ဒါပေမဲ့ကိုနေတဲ့လူပွဲစီအတွက်ကိုတက်တဲ့ပညာနဲ့ဘာလို့ပြီးခဲ့တယ်လဲဒါဟာအသက်လို့ကျွန်တော်ခံယူတယ်ဒါပေမဲ့ကျွန်တော်တို့ဝိုးနေသူစားအဖွဲ့သားတွေကပက်ဆန်ကိုပဲဦးစားပေးလိုက်ကြတဲ့အတွက်ကျွန်တော်ရင်ခွင်းလာကြခဲ့ရပါတော့တယ်ဒီလောက်ပက်ဆန်လိုချင်တဲ့ဟာတွေတွေ့မယ်ဆိုပြီးကဘွဲရရလာတဲ့ငွေကြေးကိုဘယ်လိုခွဲမလဲတဲတူညီများဆိုတာကတော့မဖြစ်သင့်ဘူးပေါ့လေ အဲသူ့ရဲ့အားဆိုင်ထုတ်မှုဤချင်းမမှုတီဗီခွဲပေးတဲ့နယ်လို့ကျွန်တော်ကတင်ပြခဲ့တယ်။ဒါကအကြောင်းရှိတယ်။လူပြည့်တွေထဲမှာကျွန်တော်ပြီးရင်အလုံးလုံးရဆုံးနှစ်ယောက်ကအရင်နဲ့ခြုံဆက်ပါ။သူတို့နှစ်ယောက်ကတေချာပေါ့မကြည်မနှက်ဖြစ်မှာပဲ။ဒါကြောင့်တစ်ဖက်ကနေပြီးမမမော်တီတာဝင်းကိုလုံအားဆိုင်မှုအလိုက်ခွဲမယ်။တင့်တော်တဲ့ရာဂိုင်းတို့ကိုချမ်းပြင်းတက်မှတ်ပါလို့ပြောပြီးတခြားတစ်ဖက်မှာအဲ့ဒီလူပြက်တွေအားလုံးကိုခေါ်ပြီးနှိမ့်နှိုင်းလိုက်တယ်။မှတ်မှတ်ရရတက်ကူရန်ကုန်တက်ကူပန်းဖြေရေးသားကြီးနောက်ကလီလီတို့လက်ဖက်ရည်ဆိုင်မှာပေါ့ ။ရာဂိုင်းနှုန်းအပြင်ခွဲရင်မမမောမတိတာဝင်းက20ရာဂိုင်းနှုန်း၊ဇာကနာက18ရာဂိုင်းနှုန်း၊ကျဲတဲ့9ရာက12ရာဂိုင်းနှုန်းစီဖွဲ့ဝင်ယူကြဖို့သဘောတူလိုက်ကြတယ်။အဲ့ဒီအချိန်မှာမမမောတိတာဝင်းကလည်းသူ့သဘောနဲ့သူခွဲထားပါသေးတယ်။ဒါမဲ့ဒါကအများသဘောတူထားတာပဲလေ။ချောင်မဲတမဲလေဒါမဲ့လက်ပိစံမှာကျွန်တော်ညှိနှိုင်းသွားတာတွေအားလုံးပင်ချခံရပါတယ်သူတို့ရဲ့သဘောကလူသေးနှစ်ယောက်ဖြစ်တဲ့အရိုင်းရဲ့ချုံဆက်ကိုနေဆုံးပြီးတက်တူကဒီနှစ်ယောက်ထက်ပိုယူပြီးတော့မှပိတ်ပိနေဆိုချုံ နောက်ဆုံးတော့ဇာကနာနဲ့တည်တာဝင်ဒီလိုမျိုးပေါ့အဆင်ဆင်တိုးယူကြမယ်တဲ့။အော်၆ယောက်သဘောတူထားပြီးသားကိစ္စကလွယ်လွယ်လေးနဲ့ပြတ်ပြရတယ်တဲ့လား။ဘာလို့အဲ့လိုကုတ်ဆုံးဖြတ်ချက်ကိုပြင်ရတာလဲလို့မေးတော့အရင်ချုံစဲနှစ်ယောက်နဲ့ဈေးအတူတူယူဖို့မဖြစ်နိုင်လို့တဲ့။အော်အခုတော့အရင်ရန်၅ပုံ၃ပုံပဲပေးပါဆိုရင်ဒါမှတို့ကိုပေးမဲ့သူရှိပါမလား။ကျွန်တော်တော်တော်ခါပါပါတယ်။တာဂီတာရေနံမြင်မှာစကတော့95ကျက်ပဲရတယ်။ ငွေကိုအကုန်တော့လောက်ချင်တာလောက်ရဖို့အဓိကပါအခုတော့မှငွေမငွေဖြစ်ကုန်ကြပါရောလားဖက်စံကြောင့်ပြဿနာတက်ရတယ်ဆိုရင်နည်းနည်းလေးမှလူကြောင့်မကောင်းတော့ကျွန်တော်အောင့်တက်တဲ့နဲ့ညီနေလိုက်ရတယ်ဖြစ်ချင်တော့မင်းသားတော်မင်းသားဇက်ကရိုက်မပြီးခင်မှာပဲဒါရိုက်တာချစ်မင်းလူရဲ့လူနာဥမင်းနိုင်ရဲ့စိန်လိုက်လေကြာသလားလို့အီဝဲမောင်နှမမျိုးရဲ့အစကတော့မုန်းနေဆိုဆိုရဲရုပ်ရှင်ကားကြီးတွေဆက်တိုက်ဆိုသလိုကျွန်တော်ကိုငှားရမ်းလာကြတဲ့အတွက်အဖွဲနဲ့အကင်းခွာခဲ့ရပြန်ပါတယ်ကျွန်တော်ကိုအတိမပေး သဘောတူညီမှုကိုမတောင်းတော့ဘဲနဲ့သူတို့လောက်ချင်တာတွေကိုပဲလောက်ခဲ့ကြပါတယ်။ကျွန်တော်ကလည်းမန်လေးတကြွကြွဖြစ်နေတော့အထက်မှာကျွန်တော်ပြောခဲ့တဲ့တင်ဆက်မှုပုံစံအသေးကိုလောက်ရင်လောက်မလောက်ရင်ဖွဲထဲကနေထွက်ပြန်ဆိုပြီးချင်းချောင်မိတဲ့အထိဖြစ်လာပါလေရော။ဒီမာရင်တယောက်နဲ့တယောက်ပြေးပြေးလည်းလည်းမညှိကြတော့ဘဲနဲ့မဖြူသွားရင်ငမဲလာလိမ့်မယ်လို့သူတို့တွေကဆိုးလာတဲ့အခါမှာတော့ကျွန်တော်နဲ့အရင်ကမုန်းတဲ့သူစားကနေထွက်ခွာခဲ့ကြပါတော့တယ်။ကျွန်တော်မှအကြောင်းရှိပါတယ်။တက္ကသိုလ်ရဲ့နောက်တဲ့လူရှင်တော်လေးတွေဖြစ်တဲ့ မိစားအရှိကြီးပြောင်ပြောင်ငပြောကြော်တို့ကိုတင်မယ်ကျွန်တော်လှုပ်ချင်တဲ့ပုံစံအတိတ်ကိုသူတို့နဲ့ဆင်းသက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချပြီးသားပါဒါကြောင့်လဲမိစားကို ဖိုးပြူလို့ပြောင်းအရှိကြီးကိုကင်းကောင်ပြောင်ပြောင်ကိုဘောစီလာလို့ပြောင်းမင်းသမီးဝင့်သိန်းကြီးနဲ့ပူပေါင်းလို့မြပေါဏမအငိမ့်ဖွဲ့ကိုထူထောင်ဖြစ်ခဲ့ပါတော့တယ်ရုပ်မြင့်တန်ကြားငိမ့်ကမှာမြပေါဏမဖွဲ့ရဲ့အမှတ်တရရဲနာပုံအစီအစဉ်ရှေးငိမ့်အစီအစဉ်မြို့သားငိမ့်တို့ကိုစင်ဆက်ပြီးတဲ့ချိန်မှာတော့ ညပုံနမအဖွဲ့မှာပြန်ပေးမရှိတော့ပါဘူး။ကျွန်တော်ဖြစ်ချင်တဲ့ပုံစံတိကိုလည်းအအောင်မြင်မြင်တင်ဆက်နိုင်ခဲ့တယ်လို့ကျွန်တော်ရဲ့အားလဲနာတဲ့ခင်လက်ခင်တဲ့ပြက်လုံး၊တနာတဲ့ပြက်လုံးနဲ့တိနေတဲ့လေပြက်လုံးတွေလည်းလူပြောသူပြောများခဲ့ပါတယ်။ငြိမ်ငန်တစ်ခုရဲ့အဖွင့်ကိုပြည်သက်စိတ်ဝင်စားလာအောင်မင်းသမီးကကိုထားပြီးတခုတ်တရာချိကြရအောင်ကျွန်တော်တို့ကြိုးကြိုးစားစားတင်ဆက်ခဲ့တာလေးကိုအမှတ်တရဖော်ပြခွင့်ပြုပါမြူသားနေ့ ုံပြူတေးတဲ့နဲ့စပီးဖွင့်လိုက်တယ်။ဒီတေးတဲ့ကိုရေးဆက်ပေးသူကတော့မင်းသားကြီးဦးဝင်းဦးပဲဖြစ်ပါတယ်။ဦးဝင်းဦးကိုဒီတချင်းရေးပေးဖို့နမုနေစာသွားလို့ရတာအကြောင်းရှိတယ်။မိုးနဲ့သူစားကိုကလိချင်တာ။ပြီးတော်ဝင်းကဦးဝင်းဦးရဲ့မွေးစားသမီးပါ။ဒီတော့ဦးဝင်းဦးကကျွန်တော်တို့အတွက်တချင်းရေးပေးတယ်ဆိုရင်သူတို့မကြည်မနှက်ဖြစ်မှာအမှန်ပဲလို့ကျွန်တော်ယုံကြည်ခဲ့တယ်။တကယ်လဲအဲ့ဒီတိုင်ဖြစ်သွားတယ်။မိုးနဲ့သူစားတွေကဆရာလင်းခဲလူလီနဲ့ ဆရာဦးချစ်ဆွေတို့စီမှာတခြင်းတော့အပ်ကြပါလေရောလားဒါမဲ့တို့အညိတ်ရုပ်မြင်တန်ကြားအစီအစဉ်မှာရုပ်ရိုက်ခွင့်မရခဲ့ရှာပါဘူးဒီတော့အထက်ကစကားကိုပြန်ဆက်ရရင်တီးတဲ့နဲ့မင်းသမီးကတပင်လိုက်ကတခြင်းချမှာစိန်မြခံရေးထားတဲ့တီးလုံးတစ်ခုနဲ့ဂိမ်းအကဝင်းအပြီးမှလူရှင်တော်တွေကဒိုးပါဝိုင်းနဲ့ဝင်လာပြီးမင်းသမီးကဒေါ်မိုးလိုဝင်စားပြောင်းဝယ်ပြီးထွက်လာဒိုးပါဝိုင်းနဲ့အပြိုင်ကကြပြီးအငိတ်ကန်းကိုခွင့်ခဲ့တာပါကျွန်တော်ရဲ့ခံယူချက်ကတော့ပရိသတ်ကိုဖျော်ဖြေနေတာဖြစ်လို့ အသာရနည်းမျိုးစုံနဲ့စူးစမ်းရမှာပါပဲ။ရုပ်မြင်သံကြားကနေဖြောပြတာဖြစ်တဲ့အတွက်လဲကင်မရာယူဆတီးဖြတ်ယူဆမီးလင်းမောင်းဆိုတာတွေကိုကောင်းတဲ့ထက်ကောင်းအောင်တုံးကြရမှာပါပဲ။အဲ့ဒါလိုတွေဖြစ်လာဖို့အတွက်ကျွန်တော်တို့ပတ်စံတော်တော်ကုန်းခဲ့ကြပါတယ်။မိုးနဲ့သူစားတော့ငါလိုအငိမ့်ဆက်တွေတစ်ခုကိုပုံတင်ထားပဲနဲ့ကိုယ့်အစီအစဉ်နဲ့ live ဖက်မဲ့ဆက်တွေကိုတိစောက်ကြတယ်။မြမရုပ်မြင်တန်ကြားမှာမရှိတဲ့ဆက်တင်ပစ္စည်းတွေကိုငှားတယ်ငှား ဝယ်ရင်ဝယ်လောက်ခဲ့ကြရပါတယ်။အဲ့တော့ကကျွန်တော်တို့ကိုလူအငွေအားတန်ဖိုးခဲ့သူတွေကတော့ကိုမမောင်ခင်စီတော်ကြီးနဲ့ဒေါ်ရွှေကူမင်းနေတို့ပါပဲ။သူတို့အိမ်ကမြမအတန်းနဲ့အနီးဆုံးမှာရှိနေတာကလည်းကျွန်တော်တို့ရဲ့စုရဲ့တခုဖြစ်လာခဲ့ရတာပေါ့။တချို့လူအပ်တဲ့ setting ပစ္စည်းတွေကိုအန်ဒီမင်းနေတို့ဝက်ကီလန်းအိမ်မှာလက်သမားတွေပကြီးစရာတွေနဲ့ခေါ်လို့ ပြီးတော့ရင်ကြံတော်တုတ်တန်ကိုဖြတ်ပြီးမြမအတန်ဘေးဘောက်ကနေတဲနဲ့ကိုကြီးဟနဲ့ကိုတော့ဟုတ်နေတာပါပဲ။အဲ့ဒီချိန်တော့ကကျွန်တော်တို့ငွေမလိုပါဘူးနှမယ်ပဲလိုပါတယ်။အောင်မြင်မှုပဲလိုပါတယ်။ကျိုးစားရင်ဘာမှမရနိုင်လဲဆိုတဲ့အတွေးကိုညီငယ်ရေစီမှာရိုက်သွင်းပြီးမောင်းနေခဲ့ရတယ်။ကျွန်တော်နဲ့အရင်ကအမားနဲ့ပြောပါကျွန်တော်ကစိတ်မြန်တဲ့ဒေါသကြီးရင်ရိုင်းကစိတ်ရှိတယ်။ဘယ်သူ့ဘောမှာစိတ်မဆိုးတတ်ဘူး။ကျွန်တော်တွေ့ဘူးတမရလူတွေထဲမှာတော့ရိုင်းကစိတ်ကောင်းရှိဆုံးပါပဲ ကင်းကန်ဂိုဇီလာဖို့ပြုမှပြောကြော်တို့ကိုအနီမင်းင်းတို့အိမ်မှာစကန်သွင်းပြီးတော့ကိုလေ့ကျင့်ပေးရတာပါ။ဘယ်အားမှလွယ်လွယ်ကူကူမရဘူးဆိုတာသိစေခြင်းလို့သူတို့ကိုတော်တော်မောင်းခဲ့ရပါတယ်။မိုးနဲ့သူဆိုင်ကျန်ရင်လူရှင်တော်တွေရဲ့အားနာချက်တွေကိုသိထားတဲ့ကျွန်တော်အနေနဲ့သူတို့တွေကိုအားသာအောင်ဆဲဆိုချိန်မှပြီးလေ့ကျင့်ပေးခဲ့တယ်လို့ချော့မော်ပြီးသင်ပေးခဲ့တာကအရေးပါ။ကျွန်တော်တို့တညီတညွတ်တဲ့ရွေးကြတဲ့ဇာတ်ကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့နံပါတ်1ပဲဖြစ်ပါတယ်။ ကိုဖြစ်ချင်တာကိုထက်ထမမိအောင်လုပ်ပြီးအဆက်မပြတ်ကြိုးစားရင်တပြေးပြေးစိတ်တကိုရလာပါလိမ့်မယ်။ကိုဖြစ်ချင်တာဖြစ်ကိုဖြစ်ရပါလိမ့်မယ်။လူနေတာမလျှော့တော့လုံးမှာကျွန်တော်တို့တကယ်ကြီးကိုဖြစ်ခဲ့ကြပါတယ်။၆လအတွင်းမှာမြမရုပ်မြင်တန်ကြားကနေဆက်တကလွှင့်ရလာအောင်နေရာယူခဲ့ကြတယ်။မြမပြည်တနန်တလျာပွဲတွေမနာရအောင်ကခဲ့ရပါတယ်။ထူကြတာတကူကတော့အငိမ့်ကိုယုံကျင်းပြီးမိုးလင်းကခဲ့ကြတာပါပဲ။လမ်းပေးမှာလကားကြည့်လို့ရတဲ့အငိမ့်ကိုဇက်ယုံနဲ့လာပြီးပတ်စံပေးကြည့်ရတယ်ဆိုတာကတော့တမိုင်းပါပဲ ရောင်းမြပသိဟင်းတော်မော်လမြိုင်ကျွန်းဖြာပုံဘူလေးရေကြီးအတုပ်ငတိုင်းကြောင့်မော်လမြိုင်ကြိုင်မရောမှုရုံဘအံတထုံကြိုက်ထုံမန္တလေးမိထီလာပြင်မနာတောင်းဦးဆိုတဲ့မြို့တွေမှာအနည်းဆုံး၃ရက်ကနေ၅ရက်ထိကျွန်တော်တို့ကခဲ့ကြရတယ်။ဒုတင်သေးဆက်ဖွဲ့ပြီးဒီအောင်တိုင်းဆက်ဖွဲ့တို့နဲ့လည်းတူတူတွဲပြီးကခဲ့ကြရတယ်။မိုးနဲ့သူစားတော့ကကျွန်တော်လုပ်ချင်တာတွေမှန်တယ်များကိုမြပုံနာမှာပုံအော်ပြီးလုပ်ပြလိုက်တယ်။သမိုင်းကိုပေါ်ပြတဲ့တေးသချင်းများဆိုတဲ့ ဒီဘောမင်းပါတော်ဘူးရာကနေလွတ်လပ်ရတဲ့အထိမြမသမိုင်းကိုထင်ဟပ်နေတဲ့တင်းသချင်းတွေကိုတရုတ်ပေါ်ရင်းနဲ့တင်ဆက်နိုင်ခဲ့တယ်လို့လူရှင်တော်ကြီးဥရွှေကဥဒတ်ရှင်ဥယေဝန်းတို့ရဲ့ဖြစ်လုံးများဆိုတာကိုလည်းအအောင်မြင်မြင်တင်ဆက်နိုင်ခဲ့ပါတယ်ဒီနေရာမှာကျွန်တော်တင်ကန်းစာတခုတော်တော်ကြည့်ကြည့်ရခဲ့တယ်ဘယ်သူမှမဆိုဘယ်အမှုပညာသမားမှမဆိုကိုပါရင်ရှိရမယ်ဆိုတာပါပဲဆိုတော့ဆိုပါတော့ ြက်လုံးတစ်ခုဘယ်သူကစပြီးပြက်ခဲ့တာလဲဆိုတာနဲ့ပြဿနာစတော့တာပဲဘယ်နေရာမှာမဆိုစတဲ့သူရှိရမှာပါတကအဘရဲ့ပြက်လုံးဒါမှမဟုတ်ဦးလေးရဲ့ပြက်လုံးကိုလို့တာကိုမူပိုင်ဆိုတဲ့ပြက်လုံးဟာဘယ်ဟာလဲဆိုရင်ပြဿနာတက်တော့တာပဲတချိန်တုန်းကတက်စီတက်ဆန်ပြက်လုံးဆိုတာရှိခဲ့တယ်။မြမအတန်ဟာရီယရွှင်စည်းအခန်းကနေမကြမကြနှွင့်တယ်လို့တော်တော်များများသိခဲ့မှာလား။ခုထောက်ပိုင်းလူရှင်တော်တွေဟိုလူကြီးလဲဒီပြက်လုံးဒီလူကြီးလဲဒီပြက်လုံးဖြစ်နေကြတာတွေကတော့အောင်းမထုတ်ကြတော့လို့ပါ။ ဓာတ်စီဓာတ်ဆန်ရဲ့တက်လုံးတွေကိုဥချင်းခဲကရေးပေးတယ်လို့သိရပါတယ်။စာပေနှံ့ဆက်တဲ့စိတ်ကူးကောင်းတဲ့ဟာတာညံရွှေနဲ့သူတွေစီကိုအပ်ပြီးပြက်လုံးရေးပေးပါဆိုရင်ဘုရင်အစ်စ်တွေထွက်လာမှာ။ဒါဆိုကိုယ့်ရဲ့ကိုယ်ပိုင်ပြက်လုံးဖြစ်သွားပါပြီ။တမိုင်းမှလည်းကျင်းရင်မယ်ကိုလည်းဂုံတက်တယ်လို့ကိုယ်လောကလည်းဂုံတက်ပါမယ်။ကိုယ်လူမျိုးလည်းဂုံတက်ပါတယ်။ရသမျှအိတ်ထဲထက်ကိုရဲ့ဒီနေတဲ့လောကရဲ့ကောင်းကျိုးမငဲ့တဲ့လူတွေများများလာလို့ကိုယ်ပိုင်ပြက်လုံးဆိုတာမှိမ့်မိန်သွားတာပါ။အထက်ကစကားကိုပြန်ဆက်ရရင်လူရှင်တော်ကြီးတွေစီမှာ ကိုပိုင်ပြန်လုံးဆိုတာကိုမေးမိရတော့ကျွန်တော်ကိုပိုင်ပြန်လုံးလုပ်လို့တဲ့အာဒီတာတွေကတဖောက်ဖောက်ပေါ်ပေါက်လာခဲ့တယ်။မိုးနဲ့သူစားနဲ့ကကဲတော့ကနေကောင်းသွားမှာပါဆိုတဲ့ပြန်လုံးကလူတွေကြားထဲပြန့်နှံ့သွားခဲ့တယ်။နေကောင်းသွားမှာပါဆိုတဲ့စကားကဇာကနာထွင်လာလို့တောင် ဖြစ်သွားခဲ့ပါရောလား။တိကြတာတခုကတော့ဇာကနာရဲ့နာမည်နဲ့နေကောင်းသွားမှာပါကိုတွဲပြီးသိသွားခဲ့ပါတယ်။ဒီရတာဟာကျွန်တော်ကိုဖိစီးထားလို့ညပုံနမရဲ့ကိုပိုင်ကျက်လုံးဆိုတာကိုလောက်ချင်လာခဲ့ပါတယ်။ ဘရမာကျုံလုံးလိုက်မိတဲ့ပြန်လုံးကတော့မိုးနေတာပါဆိုတဲ့ပြန်လုံးဖြစ်ပါတယ်။ရုပ်ရှင်အကယ်ဒမီရသွားတဲ့သူတွေကိုအင်တာဗျူးလုပ်လိုက်တဲ့အခါမှာမိသူက ဖြေသူထက်အရင်ကြိုကြီးပြောပြောနေတဲ့ကိစ္စတွေကိုပြန်လုံးလုပ်တာပါ။လူတွေကကြည်တာပဲရှိတယ်။မကြံခဲ့ပါဘူး။ပြောစမှန်မဖြစ်ခဲ့ပါဘူး။ကျွန်တော်လေးလာမိတာကတော့ပရိသတ်နဲ့ဓာတ်ရိုက်မပတ်သက်မဆက်နွယ်လို့ပဲဆိုတာကိုတွေ့ရတယ်။ပရိသတ်ကြိုက်စီကြီးပရိသတ်ရင်ထဲကအရာကို ဆွဲထုတ်နိုင်ရမယ်ပရိသတ်ကခံစားမှုမရှိတဲ့ကိစ္စကိုပြန်လုံးလုံးတင်ပြနေလို့ကတော့တင်းမကြံရိတ်ခဲ့ဒီလိုတင်ငန်းဆောင်ရခဲ့တဲ့ကျွန်တော်ကအားလဲနာတယ်ခင်လဲခင်တယ်ဆိုတဲ့ပြန်လုံးကိုထက်မှန်ဖန်တီးခဲ့မိပါတော့တယ်ဒီတစ်ခါမှာပရိသတ်နဲ့အဆက်အဟတ်တကယ်တည့်သွားပါလိမ့်ရဆောင်းမကောင်းစည်းတွေပါလိအထိဖြစ်သွားခဲ့တယ်လူတိုင်းရဲ့ပါဇက်ပြားမှလည်းနေ့စဉ်သုံးစကားတခုလိုဖြစ်သွားခဲ့တာကတော့ကိုယ်ဝန်ပြက်လုံးရဲ့ဂုဏ်သက်တီးပါပဲဒီပြက်လုံးကတော့များနဲ့သက်ဆိုင်နေပါတယ် ကိုကပေးနိုင်ကျွေးနိုင်ကိုချောင်းကောင်းတာပြောမယ်မပေးနိုင်မကျွေးနိုင်တော့မကောင်းပြောတယ်ဆိုတဲ့လူတပံကိုရုပ်ရှင်ဝေဖန်ရင်းနဲ့တွဲပြီးပြလိုက်တဲ့သဘောပါပဲကျွန်တော်ပြောချင်တာကတော့ပြက်လုံးဆိုတာလူတွေရှိနေတဲ့များမရှားပါဘူးပြက်လုံးအစ်စ်လောက်ချင်ရင်လောက်ချင်စေရှိဖို့နဲ့မဆောက်မနစ်စူးစမ်းဖို့ပဲလိုတာပါမလောက်ချင်ရင်တော့ပြက်လုံးဆိုတာအစ်စ်လောက်လို့မရဘူးဆိုတာကိုပဲဂါထာလိုရွတ်နေကြမှာပါပြက်တနာမရှိပါဘူးပြွတ်နေကြပါ အဲကျွန်တော်တွေ့တဲ့လူငယ်တိုင်းစာမျက်များဖတ်ဖို့နဲ့ပြည်လုံးနေစူးစမ်းပြီးလုပ်ကြည့်ကြဖို့အမျက်တိုင်တွန်းခဲ့ပါတယ်။ဆရာဤကြာခွေးဆရာကန်ကျော်ဆရာကြီးချက်ကွန်းချန်ကုန်းဆရာတစ်စာနီတို့ဆိုရင်ပြောစရာအလွန်ကောင်းတဲ့တွေမှုသူတို့ရဲ့စာတွေကိုလည်းများများဖတ်ခိုင်းစေခဲ့ပါတယ်။ဒီကဲဆိုရင်သူတို့တွေကတော့ပြည်လုံးတွင်ရေးပေးနိုင်ခဲ့ရင်အင်တန်ရှားပါတဲ့ပြည်လုံးအသစ်ဆိုရဲပြဿနာပျောက်သွားလိမ့်မယ်ထင်ပါတယ်။ဒီလိုနဲ့မြပုံနမကအကောင်မောင်းတန်ဖြစ်လာခဲ့ပါတယ်။မြပုံနမရဲ့ပွဲတိုင်းကလည်းကြောက်မက်ပွဲကောင်းအောင်အောင်မြင်ခဲ့ပါတယ်။ ။စကားဆက်လို့ပြောရရင်တာမွေရာပြည့်ကွင်းမှာမြတ်ပုံနမအညိကပြနေတုန်းကဇက်သမားတော်တော်များများလာကြည့်ကြပါတယ်။အကြောင်းရင်းကတော့ဘာကြောင့်လူဝင်လာလဲပေါ့။ဇက်တင်းကြိုင်းလို့ဇက်သမားတွေတမုန်းကြတဲ့ဟိန္ဒရာမြို့ရဲ့မေလာလယ်မှာမြတ်ပုံနမက9ရက်9ညယုံပြည့်ယုံရှင်ကပြခဲ့ရပါတယ်။တာမွေရောက်တော့ဇွန်လပါ။ ောက်မြန်မာပြည်မှာဘယ်သူမှပွဲမကရဲတော့တဲ့အချိန်မှာကြားဝင်နေရသည်ဖြစ်ကြရဲ့မိုးဥကြကာလရဲ့အကြောင်းမှာဒါပေမဲ့ယုံပွင့်ယုံ괴ပါပဲဒီတော့လည်းပွဲသွင်းတဲ့သူတွေကမျက်စောင်းထိုးလာကြသလိုဇန်တမားတွေကလည်းနည်းနည်းချီလန့်ကြည့်လာကြပါတော့တယ်ဖမ်းဆောင်နိုင်တဲ့ဇမင်သားကြီးတူကတော့ခစ်ဘောကောလုံးနေနဲ့တညာလုံးကနေရဲဆိုပြီးဝေဖန်ရေးလိုလိုပုတ်ချရေးလိုလိုရေးသားခဲ့ပါသေးရောတိုင်းကျော်ပြည်ကျော်လူရှင်တော်နှူးကတော့လာပြီးတော့ကိုချင်းချပါတယ် နောက်ဘူကောင်းတာကတော့ကျွန်တော်တို့ကိုဇာတ်သမင်လောကမှာထမင်းစားလို့မရအောင်လုပ်ပြလိုက်မယ်ဆိုတဲ့စကားကိုတွင်တွင်ကြီးပြောနေကြတာပါကျွန်တော်တို့တွေဇာတ်လောကလည်းရောက်ရင်လက်ဘွားပေါ်တင်ပြီးအမောက်ချပြမယ်ဆိုတာလည်းပါသေးတယ်တိကျတာတစ်ခုကတော့ကျွန်တော်တို့တွေအချိန်တော်တော်ကောင်းလာတာပါပဲဒီလိုအချိန်ကောင်းလာရင်အနောက်ဆက်ကဝင်ဝင်လာတတ်ပါတယ်ဒါကြောင့်ကျွန်တော်တော်တော်တတိထားခဲ့ရပါတယ်အဖွဲရဲ့စီးတုံးညီညွတ်မှုကိုလည်းမရမ်းမလဲတော့အောင်တော်တော်တောင့်ခံခဲ့ရတယ်အဖြစ်တွေကတော့ထုံးစံတိုင်းတန်းစီနေတာပါပဲ ။လင်းသမီးဝင့်သိန်းကြီးကိုဗီဒီယိုရိုက်ဖို့လာခေါ်တဲ့သူနဲ့ဒီကိတန်းကြတော့ဟုတ်လည်းမဟုတ်ဘူး။ကျွန်တော်တို့အဖွဲ့ကိုဇက်တစက်နဲ့ပေါင်းပြီးပရိသတ်အဖွဲ့တစ်ဖွဲ့ထောင်မယ်။ပြန်ပေးစရာမလိုတဲ့ပတ်စံတွေကိုမက်လာအောင်ပေးမယ်လို့ဟိုက်လာကတစီပေးမယ်လို့ဆိုတာတွေမနေဘူး။တကယ်ဆိုအဲ့ဒီချိန်တုန်းကကျွန်တော်ကရုပ်ရှင်ကားကြီးလေးကနဲ့ဗီဒီယိုနှစ်ကရိုက်ခုနေပါပြီ။ဒါရိုက်တာဖြစ်တဲ့ချန်ပီယံရိုင်းဆိုတဲ့ကားကိုရိုက်ခုပြီးနေပြီ။ရုပ်ရှင်တွေဟာကျွန်တော်နဲ့ကိုယ်မဆိုင်ပါဘူးဒါကြောင့်အရာရာမှားမှားတွေဖြစ်အောင်လာလောက်တဲ့သူတွေကရှိခဲ့ပါသေးရော့ ကျွန်တော်တို့နဲ့ရိုက်မယ်ဆိုပြီးဗီဒီယိုကားတကားစီစဉ်နေတော့ရိုက်နေတော့တန်းလမ်းမှာထုတ်လို့သူကိုရှာမတွေ့တော့လို့ဆိုပြီးတငုံမတီလောက်နေကျွန်တော်တို့ကလည်းကိုရီပိုင်ရဲ့နဲ့ဖြစ်ရတယ်ဆိုရင်အချက်တော့ကွဲရကြီးရဲ့ဆိုပြီးပတ်စံထုတ်ပေးလိုက်တာတကားနဲ့ဘုံမီပြေးသွားပါလေရောကျွန်တော်တို့ဖွင့်သားချင်းချင်းနဲ့စကားတွေများစိတ်တည်စုဒါပေမဲ့ကျွန်တော်တို့စိတ်မဝဲမကွဲခဲ့ကြပါဘာကြောင့်လဲဆိုတော့အလောက်ကကျွန်တော်တို့ကိုဖျက်ယောင်းထားပြီတကူညပုံနမရဲ့အလံကိုမြင့်တဲ့ထဲမြင်အောင်လွင့်တင်ခြင်းနဲ့စိတ်တည်ကျွန်တော်တို့ရင်ထဲမှာရှိနေကြပါတယ် ပြန်လုံးတွေကိုဗီဒီယိုရိုက်ပြီးဖွင့်ထုတ်မယ်ဒါဟာကျွန်တော်တို့ရမှတ်တမ်းပဲလို့ဆိုပြီးကျွန်တော်တို့ပြင်ဆင်ခဲ့ကြတယ်အဲ့ဒီအချိန်အဲ့ဒီအခါ1989ခုနှစ်တုန်းကဗီဒီယိုဆိုတာပေါ်ဥစားပဲရှိသေးတယ်ပြန်လုံးကိုဖွင့်ထုတ်ဖို့ဆိုတာရောင်းလို့တောင်မှဘယ်သူမှစိတ်မကူးခဲ့ကြဘူးကျွန်တော်တို့က Penny Hills ရဲ့ show ဆိုတဲ့ဖေကိုကြည့်ပြီးစိတ်ကူးရင်ခဲ့ကြတာပါဒီစိတ်ကူးဟာကျွန်တော်တို့မြပုံနမှာတစ်ဖွဲ့လုံးကိုရရဆက်ဆက်ချိန်မုန်းခဲ့ပါတော့တယ်။ရုပ်မြင်သံကြားနှစ်ပတ်လည်တော့ငါစခဲ့တဲ့ပြဿနာပါပဲ မြန်မာရုပ်မြင်သံကြားဌာနရဲ့စတူဒီယိုတက်ကြီးကိုဖွင့်လိုက်ပါပြီ။ Negoga Studio ဟောင်းကိုလည်းဆက်ပြီးတောင်းပြနေသေးပါ။စတူဒီယိုတက်မှာကအကန်းအမှတ်1နဲ့2ဆိုပြီးခန်းမနိုင်ခုအရင်စတူဒီယို A ကတခုဆိုတော့စုစုပေါင်းညိုက်ကွေးခန်းမှာတောင်းခုဖြစ်လာတယ်။ဝန်ထမ်းတွေကိုလည်းထပ်ခန့်ဌာနခွဲတွေလည်းထပ်တိုးပေါ့။ဥပါစောတင်းတို့ကိုစန်းအောင်ခွဲလို့လို့ဆိုရင်ဇလန်းဌာနမြန်မာအတန်ဥဒိစာကအငိမ့်နဲ့ဒီဒါဒီစင်စင်မှာမင်းသမီးမပါဘူးအမှန်ကတော့မဖြစ်ဖြစ်တဲ့နည်းနဲ့ အခုခုလာလို့ပေးလိုက်ရင်ဖြစ်ရတာနဲ့ခေါင်းမာတာကျွန်တော်ပါပဲဒီတော့ကျွန်တော်တို့တက်တက်ကြွကြွလုပ်နေကြတဲ့အချိန်မှာသူငေါင်းနေမှာကိုကျွန်တော်တို့ထက်မစဉ်းစားမိခဲ့ဘူးသူကလည်းမခံချင်မှုထင်ပါရဲ့ဆရာကြီးဦးညိုရဲ့ကောင်းလာကြည်တာဓာမကြီးကိုမင်းသားလေးတင်းစုံနဲ့ဗီဒီယိုသွားရိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကလည်းရုပ်ရှင်နဲ့ပတ်သက်ပြီးအတော်အသင့်အတွေ့အကြုံရနေခဲ့ပြီးပြီကျွန်တော်ဆိုရင်ကားကြီးလေးကမှကောင်းဆောင်ရိုက်ကူးဘူးနေပြီး ကျန်တဲ့သူတွေကလည်းကျွန်တော်နဲ့တွဲပြီးတော်တော်ဟုတ်နေပြီဗီဒီယိုကားတွေလည်း၄ကားလောက်ရိုက်ကူးပြီးနေပြီဖြစ်တယ်လို့အရင်ဆိုရင်လည်း Champion ရိုင်းဆိုတဲ့ကားမှာခေါင်းဆောင်ဖြစ်တရုပ်ဆောင်ပြီးနေပြီတူတော်ပြောရရင်ကျွန်တော်တို့ကိုတိုင်းမင်းစေချင်တာမပြောမစိုးလောက်သွားတဲ့ကားမှာတော့အားလုံးကစိတ်ဆိုးခဲ့ကြတယ်ပိုဆိုးတာကအဖက်ကိုမလုံတာပါပဲတခုအမျက်ထွက်တာကတော့ကျွန်တော်တို့လူရှင်တော်တွေပိုပြီးချစ်ပိုပြီးစီးလုံးလာကြတယ်ခက်ခဲကြမှာလက်တွဲသွားမှအပေါင်းသင်းကောင်းလို့ကျွန်တော်ယုံကြည်မိခဲ့တာမဆဲပါဘူး ကြောက်ဆက်တော့ရောက်နေပြီကတ်တွန်းလိုက်ဦးမဆိုတဲ့လူတွေကိုကျွန်တော်ဒီရက်ဒီလက်မကြည့်တာလည်းမဆက်မှုထင်ပါတယ်။တီးတာတော့ကျွန်တော်နိုင်ရတော့မင်းမေးပါဘလို့အပ်ပါ့မလဲ။ကိုလုံးတဲ့အလုပ်ကိုကိုတောင်းဝင်ရကြမှာပါ။တောင်းဝင်မယူရဲတဲ့တောင်းဝင်မခံရဲတဲ့သူတွေကိုသွားကလေးဖျဲပြီးနေကောင်းလာတော့မေးချင်တာကျွန်တော်ရဲ့အပင်ကိုစိတ်ပါ။ထံကွာ89ခုနှစ်ရဲ့ဆောင်းလာများမှာရန်ကုန်မြင်းနဲ့ခွဲခွာခဲ့ရပေမဲ့အသိမန္တလေးမြို့တွေမှာတော့ပွဲတော့ကလိုက်ပါသေးတယ်။ရန်ကုန်မှာဖြစ်ခဲ့တဲ့အရှိန်အဟောင်းရှင်ထင်မာရဲ့ ရန်ကုန်မှာဖြစ်ခဲ့တဲ့အရှိန်ကြောင့်ထင်မရဲ့ပြိတ္တအားပေးမှုကိုကျွန်တော်တို့ကြီးကြီးကိုရခဲ့ပါတယ်။အဲဒီတော့ကကျွန်တော်တို့ကိုတောက်လျှောက်အားပေးနေခဲ့တဲ့ကုမမောင်ခင်တို့ကိုကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ပြရစီဒီလိုနဲ့1988ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာမြမရုပ်မြင်သံကြားရိုက်ဝေးခန်းမှာတက်တဲ့ကိုကျွန်တော်တို့တွေပြန်လည်ရောက်ရှိလာကြပါတယ်။နိုင်ငံတော်အဆင့်ပွဲကြီးတစ်ပွဲကဝန်ထမ်းတက်ပြီးဖိတ်ခံခဲ့ရလို့ကျွန်တော်တို့ပြန်လာခဲ့ရတယ်လို့1988ခုနှစ်53နှစ်မြောက် တက်မလို့နေညင်ကိုလည်းကျွန်တော်တို့ရိုက်ခုနိုင်ခဲ့ပါတယ်။အဲ့ဒီညင်တွေကကျွန်တော်ရဲ့တနာတယ်ဆိုတဲ့ပြက်လုံးကလည်းဟိုးဟိုးကြော်ခဲ့ပါတယ်။ဒီနေ့ထိဟိုလူယူသုံးဒီလူယူသုံးနဲ့တော်တော်အသုံးတည့်တဲ့ပြက်လုံးတစ်ခုဖြစ်ခဲ့တာကတော့သမိုင်းတစ်ခုပါပဲ။တစ်ချက်တည်းမှာပဲတင်ငန်းစာတစ်ခုကိုလည်းတော်တော်တန်ဖိုးကြီးကြီးနဲ့ရခဲ့ပါတယ်။ဟာရိုရော်ဘင်ရဲ့ဇက်ကောင်တွေဖြစ်တဲ့ Present Kane တို့ Death တို့မှန်တယ်လို့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့ကြပါ